earthquakes are not uncommon. 7.7 earthquake rocked central. An earthquake caused devastation in Man. Mashna na sa shi ya ni 12 na yi minute 50 ma pin a 9.8 ma 9 sin shi de ngalin ta khu ba Myanmar naingan wo lwat kat twa ga ba de. အခုငလျင်ဟာရာဇွနဲ့တခုကျော်တွင်မြန်မာနိုင်ငံမှာအကြီးမားဆုံးငလျင်တစ်ခုဖြစ်ပါတယ်။ဒီငလျင်ကြောင့်သခိုင်းမန္တလေးနယ်အခြားမြို့များမှာပျက်စီးဆုံးရှုံးမှုများနဲ့လူသေပြောင်းများခဲ့ပါတယ်။အခုဆိုတေဆုံးသူရေအတွက်ဟာ3000ကျော်သွားပြီးပျောက်ဆုံးနေသူ9000ကျော်ရှိနေတယ်လို့သိရပါတယ်။ဒီလိုဖြစ်မျိုးကြုံရတဲ့သတင်းကြားတဲ့အခါကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့နှလုံးသားတွေကနာကျင်ကြေကွဲရပါတယ်။မိသားစုတွေရဲ့ငိုကြွေးတန်တွေပြိုလဲသွားတဲ့အိမ်တွေကိုမြင်ရတာဟာမကန်စားနိုင်ပါဘူး။ ဒါကြောင့်ကျွန်တော်တို့ရမြတန်းဆောင်ကိုပိုင်ကျောင်းမိသားစုမှာစုပေါင်းပြီးတော့ကျက်သိန်းပေါင်း၁၀၀သိန်းကျက်တတီကိုသခိုင်းတိုင်းပြန်လဲထူထောင်ရဲ့အတွက်မြေပြင်တီကိုယ်တိုင်ကိုကြားသွားရပူလမ်းပေးခဲ့ပါကျွန်တော်တို့ဒီလိုသွားရောက်တဲ့အခါမှာစကိုင်းချက်ချီနီတက်ဖွဲ့ကနေပြီးတော့ကျွန်တော်တို့ကိုအစအစအရာရာလိုလေသေးမရှိအောင်ကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့ပြိုလဲနေတဲ့အိမ်တွေပြိုပြက်နေတဲ့ဖျားတွေပြီးတော့သီလရှင်ကျောင်းတွေအထိသွားရောက်လှူဒန်းပေးခဲ့ပါတယ်ဒီလိုလှူဒန်းရမှာလဲအမှန်တကယ်လိုအပ်နေတဲ့ပြည်သူတွေထံအလှူငွေများရရှိအောင်လို့စူးစမ်းပေးခဲ့ပါတယ်ကျွန်တော်တို့အခုလိုအရာရာခက်ခဲနေတဲ့အချိန်မှာ ဒီငယ်လင်းပေးရသူကလူရန်ပေးခဲ့ကြတဲ့မိဘတွေနဲ့အခြားသောလူတန်းပေးခဲ့ကြတဲ့လူတွေအားလုံးကိုကျွန်တော်တို့ရမျှတန်းဆောင်ကိုပိုင်မူလာတန်းကြောင်းကနေပြီးတော့အထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့အမွေနေ့ဖြစ်တဲ့ကောင်းမှုတော်စည်တီကိုလည်းပြန်လည်မိုးမှန်ရဲ့အသွားကျွန်တော်တို့တွားရောက်လူတန်းပေးခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံကတကယ်ကိုအလှူဒန်းရရတဲ့နိုင်ငံတစ်ခုပါ။ဒီအချိန်မှာပြည်내လူထောင်ရေးအတွက်သူတို့မှလိုအပ်ချက်တွေများစွာရှိနေပါတယ်။ ဒီလိုအချိန်တွေမှာကျွန်တော်တို့ပြည်သူချင်းချင်းစီလုံးပြီးတော့တယောက်ကိုတယောက်ဖေးမကူညီရပါပါဒီလိုလူတိုင်းရမှာသူတို့စီကကြားရတဲ့ရင်ဖွင့်စကားတန်တွေဝမ်းသာစကားနဲ့ကျေးဇူးတင်စကားတွေကိုလည်းနားထောင်ကြရပါတယ်ကျွန်တော်တို့ငလျင်တန်သင်ခဲ့ရတဲ့ပြည်သူတွေနဲ့ကျွန်တော်တို့မော်လမြိုင်မြို့ကပြည်သူတွေလည်းသသားလေးရှိနေပါတယ် ကျွန်တော်တို့ကိုဆက်စပ်ရရာအကူအညီပေးခဲ့တဲ့စကမ်းချက်ရှိနေတဲ့ဖွဲ့ကိုလည်းအကြည့်ယူတင်ပါတယ်။ကျွန်တော်တို့ငွေနေနဲ့နေခဲ့ကြတဲ့ဒီလူတွေအနေနဲ့လည်းစိတ်ဓာတ်မကျပဲအားသိမ်းပြီးတော့ပြန်လည်ထူထောင်ရပါ